တတိကိုတကားပဲရှိုက်ပေမယ်ကယ်ရင်မင်းသမီးဆိုတာဘလိုမျိုးလေးဆိုတာကိုစကားတကားရှိုက်ပြီးတော့ပြသခဲ့တဲ့ကိကလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီအောင်မြင်နေတဲ့အချိန်မှာဝင်နောက်လိုက်တဲ့နုပညာရှင်တွေများကြည့်ရှိကြပေမယ်ခိခိကတော့ငွေထည့်တက်မိုးထားတာသူ့ရဲ့နုပညာရေးသွေးကိုပါအောင်မြင်တဲ့ထိတဲ့မင်းသမီးတလက်ဖြစ်တဲ့ခိခိကတော့သူ့ရဲ့နာမည်နဲ့နုပညာလှူရှာမှုများစွာလှုပ်လှူရှာပေမယ်ခိကတော့အရေးအတွက်များတာတဲ့သူ့ရဲ့ရေးသွေးဘလောက်ကောင်းလေးဆိုတာကိုချပြကျင်တာလေးဖြစ်ပါရီ အမှုပညာရှင်များစုအားအောင်မြင်နေချိန်မှာတရက်ကိုဇက်ကား3-5လောက်ရှိုက်ပြီးတော့ပွဲခုံနေချိန်မှာကိကတော့တနည်းကိုတကားလောက်သားရှိုက်ကိုနေရလေးဖြစ်ပါတယ်။ကိကကကယ်ရီများရှင်ထိတ်တဲမင်းသမီးတလက်ဖြစ်သလိုပြိသက်အားပေးမှုကိုခိုင်မာရကြတဲ့မင်းသမီးတလက်မလို့အမှုပညာကံလက်မှုတွေကပြုံးပြနိုင်အောင်များပြားလုံးပါတယ်။သူကချစ်တဲ့ပြိသက်တွေကတော့ကိရဲ့ဇက်ကားတွေကိုအမြဲမပြတ်ကြည့်ကြလို့တောင်းဆိုကြပေမဲ့ကိကတော့ quality မကောင်းတဲ့ဇက်ကားများကြီးရိုက်ပြီး ပရိသတ်ကိုခြားပြားတာတည်းတကားဆိုတကားရင်းနေရောက်စေမယ်။ဇကားမျိုးပရိသတ်တွေပဆန်ပေးပြီးကြည်ရလေတဲ့နဲ့ဇကားမျိုးကိုသာရွေးချယ်ရိုက်ကူးနေရလေဖြစ်ပါရီ။ကေရရွေးချယ်မှုတွေကမှန်ကန်နေစွာမှာပါနော်။ကေကာနုပညာလောကကိုဒုတိယအကြိမ်ပြောင်းဝင်လာချိန်မှာလဲသူရဲ့နုပညာကိုတိတိမမိခြားပြားပေးကယ်ဒမီစုကြီးကိုနောက်တစ်ချိန်သိမ့်ပိုက်နိုင်တာလေဖြစ်ပါရီ။ကေကာနုပညာလုပ်တွေနဲ့လေးနှစ်လောက်ကင်းကွာပြီးပရိသတ်ရှိကိုပြောင်းလာချိန်မှာလဲသူရဲ့နုပညာကိုတိတိမမိခြားပြားခွင့်ရခဲ့တာပါနော်။ အနုပညာလောကကိုဒုတိယအကြိမ်ပြန်လည်ဝင်ရောက်လာချိန်မှာအပြိုင်ဆိုင်လာကန်လိုက်ကြပေမယ့်ကေကာသူနဲ့လိုက်ဖက်မဲ့ဇဲအိမ်မျိုးပြိသက်ကြိုက်တွေ့မဲ့တင်းမကြီးလိုဇဲမျိုးကိုရွေးချယ်ပြီးတော့ရိုက်ကူးကြတာလည်းဖြစ်ပါရည်သူရဲ့ပထမဆုံးခံမဲ့စကားမှလည်းအောင်မြင်မှုတွေသိကြရခဲ့တယ်လို့အခုလည်းကရမီစုရမင်းသမီးဆိုတာဘလိုမျိုးလဲဆိုတာကိုစကားတကားနဲ့သက်သေပြလာခဲ့ပြီလေဖြစ်ပါရည်။ဒီနေ့ကိုတကားသာရိုက်ကူးတဲ့ကေကအခုနှစ်မှာပြသမယ့်စကားကနဝင်သေးဆိုတဲ့ရုပ်ရှင်စကားကြီးလေးဖြစ်ပါရည်။ ။နေဝင်တဲ့စကားကြီးအောင်ယုံမတရားသိပေမဲ့ထူလာနေတဲ့ပရိသတ်တွေကြားမှာရေပန်းစားနေတာပါ။အဲစကားတွေမှာပါရင်လူပညာရှင်တိုင်းကအပြိုင်ဆိုင်တရုပ်ဆောင်ထားကြသလိုကိကလည်းလူပညာရှင်တိုင်းကြီးကြီးရလောက်တဲ့ဒီကောမှာစူးစမ်းထားလေးဖြစ်ပါရင်ကိကတနေ့မှာတကားသာရိုက်ကူးသလိုရိုက်ကူးတဲ့စကားကိုလည်းပရိသတ်တွေကြိုက်ဖြစ်အောင်တေချာစဉ်းစားပြီးမှရိုက်ကူးတတ်သူပါ။အခုလည်းနဝင်သေးဆိုတဲ့ဇာတ်ကပုံမှန်ရိုက်နေကြစက်မျိုးနဲ့မတူပါဘူးနော်။နဝင်သေးဇာတ်ဟာဟာတာကချစ်ကားမျိုးမဟုတ်ဘဲတဘာဝလိုဇက်မျိုးပဲဖြစ်ပါရဲ့။ ခေကနဝင်တဲ့ဇကားကြီးမာမင်းသမီးတလက်ပြင်း producer တယောက်အနေနဲ့ပါဝင်ရိုက်ကူးတာလည်းဖြစ်ပါတယ်။ခေကနဝင်တဲ့ဇကားကြီးမာမင်းသမီးတယောက်အနေနဲ့စွမ်းကိုတယောက်ဆောင်ပြထားသလိုကြီးမီးရဲ့ပြည်သက်တွေချင်းနဲ့အောင်ဇကားပြင်ဆင်ရိုက်ကူးမှုကိုမခုမကပ်ဘဲနဲ့ငွေကုန်ခံပြီးရိုက်ကူးတာလည်းဖြစ်ပါတယ်။အဲဂိုက်တာကကဲတွဲစိန်ခုံမှုတစ်ခုဖြစ်ပေမဲ့ခေကတော့မင်းသမီးတလက်အနေနဲ့ရော producer တယောက်အနေနဲ့ပါအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။အမျိုးသားဖြစ်သူကလည်းသူ့ရဲ့တယောက်ဆောင်ချက်ကိုကြည့်ပြီးအောင်ဝတ်ချေပို့ပြီးပေးထားသလိုသူရဲ့ family show ကိုလာကြည့်ကြရတဲ့ အနုပညာရေဝန်ကားလူတွေကလည်းကိရဲ့တယောက်ဆောင်ချက်တွေကိုသူတဲ့ငါပြိုင်ချစ်စကားဆိုနေကြတာလေးဖြစ်ပါရင်အနုပညာတိုင်းဝိုင်းကတော့ဒီနေ့ကယ်ရမီကလည်းကစ်ထွက်ပေးဆိုပြီးတော့ခီစီပေးနေကြပြီလေးဖြစ်ပါရင်ကစ်ကတော့ကယ်မီဆူရမင်းသမီးတလေးရဲ့အရေးချင်းကိုတကားရင်းနဲ့ထုတ်ပြလာခဲ့ပါပြီနော်။ဟုတ်ကဲ့ပါခုလိုစဝင်စားဝယ်ចောင်းရာတွေပြင်နောက်ထပ်လည်းအနုပညာရှင်ရဲ့စဝင်စားစရာကောင်းတဲ့သတင်းចောင်းရာတွေကိုချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။